ကျွန်တော်ငငယ်တည်းကဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုကျွန်တော်6နှစ်ကလေးကကျွန်တော်ကစပြီးတော့ရွာမှာပွဲရှိတယ်အဲ့မှာဝင်ပြီးတော့ထိုးချင်တာဝင်ထိုးရင်းနဲ့ထိုးကြကြတပွဲထိုးဖြစ်တယ်နောက်ကျွန်တော်ကျောင်းထွက်ပြီးတော့မှဒီ16နှစ်မှာကျွန်တော်ကကလပ်ထဲဝင်ရတာဖြစ်တယ်အော်ဟုတ်ကဲ့အခုကကျွန်တော်ကြည်ရတဲ့လောက်ဆိုလို့ရှိရင်သူကခြေတော်နဲ့လက်နဲ့အာတာတာတွေ့ရတယ် ဒီကနိုင်ငံကမှလည်း legit ထားတာရှိတဲ့အတွက်ကြောင့်ဥဒထားလည်းကောင်းပါတယ်ကျွန်တော်သူ့ရဲ့အတာကျတဲ့အများကြီးတော့တွေ့ရပါတယ်ကိုရအတာကျတဲ့ရောရှိတယ်ပြင်ဆင်နဲ့ပြင်ဆင်ထားပါလေဒါပေမဲ့ပင်ဆယ်ရောင်းကျိုးရောင်းမှပဲကျွန်တော်ချပြတော့မယ်ဟုတ်ကဲ့ဘာဒီကုကိုရချင်မှုပြင်ဆင်ဆိုတော့တရားရံကတော့အပြည့်ပဲကျွန်တော်နိုင်မလို့လဲယုံကြည်ထားပါတယ် 28ရက်နေ့ရက်ထုံနေထိုးရမယ်ဆိုတော့ကျွန်တော်လေ့ကျင့်ချိန်တော့တလားနေပါတော့ကျွန်တော်လေ့ကျင့်ထားပါတယ်ဒီကဲနေ့တော့ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ရက်လက်တရင်နဲ့ပဲပြီးသွားတာများတာနိုင်ပွဲမရှိဘူးဒါပေမဲ့ဒီနေ့ဒီနေ့အစမှာတော့ကျွန်တော်ဟိုကနိုင်မယ်လို့လည်းကျွန်တော်ထင်ပါတယ်နိုင်ဖို့အတွက်လည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်ပြင်ဆင်ထားပါတယ်ဟုတ်ကဲ့ तू ကလည်းကောင်းတဲ့ကစားသမားတယောက်ပါပဲ तू ကလည်း မကြခင်မှာချန်ပီယံကပ်ယူထားတာလေအဲအဲအကြောင်းကိုလည်းကျွန်တော်လည်းအစောကိုကြိုးစားထားပါတယ်တကယ်တော့ဘောတဘောလို့ပြောလို့ရပါအဲအဲ့လားတော့ဆေးဘေးနဲ့ကျိုးရမှာပဲကျွန်တော်တို့ကဖြစ်ထောက်ရမှာပါဘီကေတဲ့ပွဲတော့ဆိုလို့ရှိရင်ကျွန်တော်ကဆိုင်ကမောက်ထားတဲ့အက်ဆီဒက်ဖြစ်သွားတဲ့ဒယန်အနန္တရတွေများတဲ့ခါကျတော့ကျွန်တော်ထရနီကိုစိတ်တကျလုံးလို့မရဘူးဖြစ်တယ်။အဲကြောင့်မို့ဒီကျွန်တော်ရဲ့ဒယန်တွေအကောလုံးတက်တာပြတ်ပြီးပြီးဆိုတော့ကျွန်တော်ထရနီကိုအစွမ်းကိုကြိုးစားတယ်တက်လို့ပိုင်အောင်ကြက်ခတ်မှုပိုင်အောင်ကျွန်တော်

သူကနိုင်ငံကမှလည်း legit ထားတာရှိတဲ့အတွက်ကြောင့်ဥဒထားလည်းကောင်းပါတယ်ကျွန်တော်သူ့ရဲ့အာသာချက်တွေအများကြီးတော့တွေ့ရပါတယ်ဒါကိုလည်းကျွန်တော်လည်းပြင်ဆင်ထားပါတယ်ကိုယ့်ရဲ့အာသာချက်ဆိုတော့ရှိဒါတော့ကိုယ့်ရဲ့အာသာချက်တွေကတော့ရှိတယ်ပြင်ဆင်နဲ့ပြင်ဆင်ထားပါတယ်ဒါပေမဲ့ပြင်ဆင်ရအောင်ကြိုးစားရအောင်ပဲကျွန်တော်ချပြတော့မယ်ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါတော့ဘယ်လိုလုပ်ရလဲ အလုပ်တက်တဲ့မှာရရဆိုရှိဘယ်လောက်ရှိပြီဆိုရှိရင်10နှစ်နေပါလားရှိပြီဟုတ်ကဲ့ကျွန်တော်အသက်16နှစ်တော့ကစထိုးရဒီကျွန်တော်ငငယ်တည်းကဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုကျွန်တော်6နှစ်ကလေးကကျွန်တော်ကစပြီးတော့ရွာမှာပွဲရှိတယ်အဲ့မှာဝင်ပြီးတော့ထိုးချင်တာဝင်ထိုးရင်းနဲ့ထိုးကြကြတပွဲထိုးဖြစ်တယ်နောက်ကျွန်တော်ကျောင်းထွက်ပြီးတော့မှဒီ16နှစ်မှာကျွန်တော်ကကလပ်ထဲဝင်ရတာဖြစ်တယ် အပြီးထွက်လိုက်တာဒီဝါဒနာပါလို့ကျွန်တော်အကြောင်းဆက်တက်တော့ပဲနဲ့ကျောင်းမိပါလည်းပြောတယ်အဲ့ဒါကိုကျွန်တော်ကနားမထောင်တော့ထိုးချေတဲ့စိတ်ကြောင့်နဲ့ကျောင်းတောင်းထွက်ပြီးတော့ကလပ်ထဲဝင်လာတယ်လက်ဝင်တမတယောက်ရဲ့အိမ်မက်ကတော့ချန်ပီယံပဲဟုတ်တယ်မလားကျွန်တော်လည်းချန်ပီယံအတည်ပြုဖြစ်ခဲ့ဘူးတဲ့ဟိုနိုင်ငံကမှလည်းချန်ပီယံဖြစ်ခဲ့ဘူးတဲ့ညမပြည်မှာလည်းချန်ပီယံဖြစ်ခဲ့ဘူးတဲ့ကျွန်တော်ဝတ်တိုင်လိုက်ပေါ့နော်အဲစိတ်ကျေနပ်မှုတော့ရှိနေပါတယ်ကျွန်တော်နောက်ထပ်ကျွန်တော်ဝတ်တိုင်မှာလည်း ချန်ပီယံတွေပေါ်လာခဲ့မှာဆိုလို့ရှိရင်ကျွန်တော်ပြန်ဖို့ကျွန်တော်အစီအစဉ်ပြည့်စုံထားပါတယ်။ဟုတ်ကဲ့အများကြီး support ပေးပါတယ်။အပိစကားလည်းအများကြီးပြောတယ်၊စ조사တာဒါနေလုံးနိုင်မှနေရမယ်အဲ့လိုမျိုးလေးတွေပေါ့နော်။ဒီဘာမှမပြောတော့ဘူးကျွန်တော်အားပဲအားပေးတော့တယ်။ဟုတ်ကဲ့နေဆက်ရှိနေကြလို့ရှိရင်ကျွန်တော်ထိုးမနေနဲ့ထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ရုံရတိလာရောက်ပြီးတော့အားပေးကြပါဦးလို့ဒီနေရာနေဖိတ်ခေါ်ချင်ပါတယ်။